ဆန်ရည်သူသိပ္ပံမောင်ဝါရေးသားထားတဲ့တောင်ပြောင်းထွေလာပေးစာများဆိုတဲ့စာအုပ်ထဲကတောင်ပြောင်းထွေလာ14ကိုဖတ်ပြပေးကြပါရှင်။ကျမတို့စာဖတ်သူခွန်ရှချူပါ။ Listeners Heaven Audiobook Channel ကနေတင်ဆက်တာဖြစ်ပါရရှင်။တောင်ပြောင်းထွေလာ14ရွှေပြည်တော်15ရက်2လ1941ဦးမွတ်နဲ့ကိုရင်ပေးလိုက်တဲ့စာထဲမှာသတင်းတွေရတော့ဖြင့်စုံပါပြီဗျာ။ နောင်လဲအဲ့ဒီလိုသတင်းမျိုးစုံပါတဲ့စာတွေမကြမကြရေးစမ်းမှာတဲဖက်လို့ကောင်းဝက်လက်တင်ကြီးစီရလဲစာရတယ်တကူတဲ့ဧကစားကြည့်နေတဲ့လူဆိုတော့တော်တော်ပြင်းရှာမှာပဲကြောင်းပိရင်ပိချင်းသူ့နေရက်မော်လမြိုင်အောင်စိုက်မယ်ထင်တယ်ထထကိုရင်တို့ကြောင်းရောဘယ်တော့ပိမတော့ကြောင်းပိလို့နေရက်အပြန်လမ်းကြုံရင်အိမ်ကိုဝင်ခဲ့စမ်းမှာပြီးရွှေဘူကြောင်းကောင်းကောင်းဆွင်းတွေ့ရအောင်လေ ။စာနဲ့ဆိုတော့စုံစုံလင်လင်မရေးဖြစ်ဘူး။မအားတာတမျိုးရေးဖို့သတင်းတွေကိုသတိမရတာတမျိုးနဲ့မရေးဖြစ်တာပဲဗျို့။လူချင်းတွေ့ဆုံကြတော့ပြောစရာတွေကိုအင်မတန်သတိရတာကလားလေ။အရင်တလောကဥဇော်ကြီးတယောက်မြို့မကျောင်းမှာစာကြည့်ခန်းနေအကြောင်းဟောသည်ဗျ။အဲ့ဒီဟောပြောပွဲမှာပရိသတ်တော်တော်စီကားတယ်။ယဟန်တော်များလည်းပါရဲ့။ကျောင်းသားတွေလည်းပါရဲ့။အရက်သားတွေလည်းပါရဲ့။ ကျောင်းဆရာမတွေကျောင်းသူတွေလည်းပါရဲ့ပရိသတ်အားကောင်းလို့လားမပြောတတ်ဘူးဦးစောကြီးတော်တော်ကျဲလိုက်တဲ့ဗျာသူဟောပြောသွားတာတွေကအင်မတန်မှတ်ဖို့ကောင်းတာပဲမှတ်သားရုံနဲ့လည်းမပြီးသေးဘူးဗျသူအကြံပေးတဲ့အတိုင်းစောင့်ရွက်မှလည်းကောင်းမယ်မြို့တိုင်းမြို့တိုင်းရွာတိုင်းရွာတိုင်းမှာသာစာကြည့်ကန်းတွေဖွင့်ပေးနိုင်မယ်ဆိုဘယ်ကလောက်ကောင်းလိုက်မလဲလို့မြန်မာပြည်ကြီးဘယ်ကလောက်ကောင်းလိုက်မလဲလို့မြန်မာပြည်ကြီးဘယ်ကလောက်တာယာလိုက်မလဲလို့ ဦးစောကြီးအကြံပေးတဲ့အတိုင်းစာကြည့်လိုက်ပြီးစာကြည့်ကန်းတွေကိုဖွင့်ပေးပေါ်ဟာဘသူတာဝန်လဲလို့မေးစရာရှိတယ်။အစိုးရတာဝန်ရဲ့လို့ဖြေဆိုကြပါလိမ့်မယ်။ဒီတော့အစိုးရငွေမရှိဘူး။အရေးကြီးတဲ့အခြားနေရာတွေမှာသုံးဖို့တော့မလုံလောက်ဘူးရဲ့လို့ပြန်ဖြေလိုက်ရင်ဘလို့စင်ကြီးပေးမလဲ။ကဲဒီတော့မြို့ရွာမှာပစ္စည်းကျွယ်ဝတဲ့လူတွေကိုတိုက်တွန်းရလိမ့်မယ်။သူတို့တွေကလည်းကြောင်းဒိုင်းကဖျားဒိုင်းက တစောင်းတိုင်ကတိုင်ကျူပြည်ကျူဆောင်မင်းချက်တရီဆောင်ရွှေစလွယ်ရမင်းရဲ့လို့သာအခေါ်ခံခြင်းကြတာဗျစာကြည့်ကန်တိုင်ကရဲ့လို့တော့ခေါ်ခံခြင်းကြတာမဟုတ်ဘူးတမီနာထွင်းတာမင်္ဂလာဆောင်တဲ့နေရာများမှာတနေ့တည်း၄၅တောင်အကုန်ခံခြင်းကြတယ်တထောင်နဲ့စာကြည့်ကန်ကတော့မလူချင်းကြဘူးဒီတော့ဘသူတွေကိုအားကိုးရမှာလဲတိုင်းပြည်ကိုချစ်ပါသည်ခင်ပါသည်တိုင်းပြည်ကြီးကိုတိုးတက်တာမြင်ချင်းပါသည် တိုင်းပြည်အတွက်ဆိုရင်းနှချက်ပြန်ကနေ꿰သွားပါစေဆောင်ရွက်ပါမယ်နဲ့အစည်းအဝေးပွဲဟောပြောပွဲတွေမှာတစားစားနဲ့အော်ဟစ်နေကြတဲ့တိုင်းပြည်ခေါင်းဆောင်တွေကိုအားကိုးရမှာလေသူတို့ကိုယ်တိုင်ကငွေ35ချက်ကိုလှူဖို့အင်မတန်နှမျောကြတယ်ငါပြောသလိုသာလုပ်ငါလုပ်သလိုမလုပ်နဲ့ဆိုတဲ့လူသားတွေကကြီးညားနေတာပဲဗျာစိတ်ပျက်စရာအလွန်ကောင်းဒီတော့ကဦးစော်ကြီးရဲ့အကြံပေးချက်တွေဟာတော်တော်နဲ့အထမြောက်အောင်မထင်မှုဘူးဗျာ တကယ်အကျိုးမရှိပင်မယ်ပကာတနနဲ့ရှင်လာရင်တော့မြမကိုမှီတဲ့လူမျိုးကဘာပေါ်မှာရှိမယ်မထင်ဘူးရန်ကုန်မှာညနေကြီးများမင်္ဂလာဆောင်ရင်ဦးဖိုးစိန်တို့လိုပွဲကိုတချီတဲ့ငွေကျပ်900ပေးပြီးငှားကြသည်ဗျာ။ဂိုင်းဘဲကလောက်ပကာတနကြိုက်ကြတယ်လေ။အဲ့ဒီငွေကို စာချီကန်တခံဖွင့်ပေးမယ်ဆိုရင်မကောင်းမေဘူးလား။ဂိုင်းဗျာဒီเจ้าဒီလောက်နဲ့ပဲရက်လိုက်ကြပါစို့ရဲ့ ဆက်ပြီးရင်းနေပေမဲ့မင်းဆက်ကူတာကုန်မယ်အကျိုးတော့တဲမမြင်ဘူးရှင်းရက်2လ1942ညနေကမြို့မှကျောင်းခမ်းမကြီးမှာ ကျွန်တော်တို့မြန်မာနိုင်ငံပညာပြန်ပွားရေးအသင်းရဲ့နှစ်လည်အစည်းအဝေးကိုကျင်းပတဲ့ဗျာအသင်းအစည်းအဝေးပြီးဆုံးတော့အသင်းဥက္ကဋ္ဌဟောင်းဦးပလွင်ကြီးကယူရီးယားပရှူဒက်အရှိကျွန်းစုတွေရဲ့ပညာရေးအကြောင်းဟောပြောတယ်ပြိတ္တတော်တော်စီးကားတဲ့ဗျာဆရာကြီးဟောပြောသွားတာတွေကအင်မတန်မှတ်ဖို့ကောင်း စုံလို့သာနေပါရော။ဆရာကြီးပြောတော့တဲ့စကားထဲမှာကျွန်တော်အင်မတန်ကြိုက်တဲ့အချက်တစ်ချက်ပါတဗျ။ဝိဇာမဟာဝိဇာဆိုတဲ့ဘွယ်ရူးဂုံတို့ရအရင်မကြည့်ဘူးတဲ့။တကယ်တက်တာအရေးကြီးတဲ့။မြန်မာပြည်မှာတော့တကယ်တက်တာထက်ဝိဇာမဟာဝိဇာဆိုတဲ့ဂုံပုတ်တွေပိုပြီးအရေးပေးကြတဲ့။အင်မတန်မှန်တဲ့စကားပဲပြော။ကျွန်တော်ဖြစ်များများကြီးထောက်ခံလိုက်တာပဲ။ ဝိဇ္ဇာတို့မဟာဝိဇ္ဇာတို့ဆိုရင်ဘွယ်တူးဂုံတူးကြီးတွေကိုရထားတဲ့ပုံကိုယ်တွေရလေတကယ်အဟုတ်တက်ချင်မှတက်တာပဲဝိဇ္ဇာဘွယ်မဟာဝိဇ္ဇာဘွယ်မရတဲ့လူတွေလေဘွယ်ရထားတဲ့သူတွေထက် ပိုပြီးတက်ကြတဲ့လူတွေလည်းအများကြီးပဲကိုရင်တို့လည်းအတိပဲမလားအမှန်အရေးကြီးတာဘွယ်တူးမဟုတ်ဘူးတကယ်တက်ကျွမ်းတာဗျကျွန်တော်တို့မြန်မာပြည်မှာဘွယ်တူးတွေကိုတကယ်တက်တာထက်ပိုပြီးအရေးပေးကြတယ် ဘသူ့ပဲဖြစ်ဖြစ်ဘွယ်ဒူးကလေးရှိရင်တကယ်ပညာရှိကြီးပဲလို့အယူရှိကြတော့တာပဲလူအများဘွယ်ဒူးတွေကိုအေးပေးမှန်းသိတော့ကိုဝိဇ္ဇာတို့ကိုမဟာဝိဇ္ဇာတို့ကလည်းဘွယ်ဒူးတွေကိုနေရာတကာမှာအတုံးချနေကြတာကိုပုံရင်လဲအမြင်ပဲမင်္ဂလာဆောင်ကြော်ညာတွေကိုဖတ်လိုက်မယ်ဆိုရင်ဝိဇ္ဇာဘွယ်တွေမဟာဝိဇ္ဇာဘွယ်တွေအများကြီးမြင်ရတယ်မလားအချို့များဝိဇ္ဇာမဟာဝိဇ္ဇာဘွယ်တွေနောက်ကဂုံဒူးဆိုတာလေးကိုတောင်ထည့်ထားတာမြင်ရတယ် ဖဲ့ကလောက်ပကာသနကြိုက်တယ်လေကြည်စမ်းဝိဇာမဟာဝိဇာဆိုရင်လုံလောက်ပါပြီဗျာဂုံဒူးဆိုတဲ့နောက်ဆက်တွဲကလေးကိုမထည့်ပါနဲ့တော့ရှေးလူကြီးများမိမများပကာသနကြိုက်တာ ရှိပါစီတော့တက္ကသိုလ်မှာ၄၅နှစ်နေခဲ့ပြီးတဲ့နောက်ဝဲဒူးကြီးတွေကိုတော့ရလာတဲ့မဟာပညာကျော်တို့ကတော့ပကာသနကြိုက်နေကြသေးတာခက်တဲ့ဗျနာဝများဂုံဒူးဆိုုံနဲ့မကျေနပ်သေးပဲ ထမတန်းဂုံနုဒုတိယတန်းဂုံနုတတိယတန်းဂုံနုရေလို့များရေးကြအောင်မလားမပြောတတ်တော့ဘူးရှေးရှေးတုန်းကမင်္ဂလာဆောင်တာတွေကိုကြော်ညာလိမ့်မရှိဘူးသတင်းစာမှာခုလိုကြော်ညာတာအင်္ဂလိပ်ဒီစီကအတုရတယ်ထင်တာပဲဗျို့အတုယူရင်လည်းမကောင်းဘူးအင်္ဂလိပ်များ မင်္ဂလာဆောင်ကြော်ညာရင်ဂုံဒုဆိုလို့ဘာကုန်းမှမထည့်ဘူးသူတို့သားရဲ့အလုတ်အကင်ကိုတော့မထည့်တာကိုကိုရင်လည်းသိပါလိမ့်မယ် သူတို့သားနဲ့သူတို့သမီးတို့ရဲ့အမိတွေနဲ့မိဘတွေရဲ့အမိတွေလောက်ကိုသာထဲ့တယ်။စင်စစ်တော့ဒီလောက်ပဲလိုတာပဲ။ကျွန်တော်တို့ကိုရွှေမြန်မာတွေကတော့ပကာသနာတွေကိုကြိမ်လွန်းလှပါတယ်ဗျာ။ကြာတော့ညင်းငွေလာပါရော။ဆရာကြီးဥပလွင် ပြောသွားတဲ့စကားထဲမှာစဉ်းစားစရာတစ်ချက်ရှိသေးတယ်။မြန်မာပြည်ကယူရီးယားပရှူကျွန်းဆွယ်နယ်တွေထက်နေရာတကာမှာအောက်ကျနောက်ကျဖြစ်နေတဲ့ဗျာ။ရန်ကုန်တက္ကသိုလ်က အင်မတန်ကောင်းတဲ့တက္ကသိုလ်ကြီးရဲ့လို့မြန်မာတွေကကြွားနေကြပါမယ်။မြန်မာတက္ကသိုလ်ပရှူးကျွန်းဆွယ်နေတွေကတိတော်မတိဘူးတဲ့။ဒီနေရာမှာအစွန်းတစ်ခုထွက်နေတဲ့ဗျ။ရန်ကုန်တက္ကသိုလ်ကိုပရှူးတွေမတိတာ။ရန်ကုန်တက္ကသိုလ်ကပဲညံ့လို့လား။ပရှူးတွေကပဲဘဟုတုတ္တနဲလို့လားလို့မေးဖွယ်ရှိတယ်။ဥပမာ အမေရိကန်ပြည်မှာတက္ကသိုလ်ဘယ်နှခုရှိလဲ။ဂျာမနီမှာ တက္ကသိုလ်ဘယ်နှခုရှိလဲ။ရုရှားမှာတက္ကသိုလ်ဘယ်နှခုရှိတယ်လို့ ကျွန်တော်တို့မြန်မာတွေကတည်သူရှားပဲလိမ့်မယ်။အဲ့ဒီလိုမတည်တဲ့အတွက်ဟိုတိုင်းပြည်တွေကတက္ကသိုလ်တွေကိုညံ့တယ်လို့ဆိုနိုင်မလား။ကျွန်တော်တို့ဘ ഹു တုတ္တနဲသေးလို့သာမတည်တာရဲ့လို့ဆိုရင်မှားမလား။မြန်မာတွေကယူရီးယားတို့ပရှူးတို့တွေထက်ညံ့တယ်လို့ဥပလူရင်းဆိုတာမြန်မာများအခုထက်တိုးတက်စေခြင်းနဲ့စံနာရှိလို့ပြောခြင်းဖြစ်တဗျ။ယူရီးယားကအလဲလာကြတဲ့ခေါင်းဆောင်တွေပရှူးကျွန်းဆွယ်ကလာကြတဲ့ခေါင်းဆောင်တွေရလဲ မြန်မာပြည်ကပြန်သွားကြပြီတဲ့နော်သူတို့တိုင်းပြည်ရောက်တော့မြန်မာတွေကသူတို့ထက်အဆအဆအရာရာ တိုးတက်နေကြတယ်လို့များပြောကြဟောကြမလားမသိကို့အမျိုးသားအပေါ်မှာမကျေနပ်ခြင်းဟာအမျိုးကိုချစ်ခင်တဲ့လူတိုင်းရဲ့ဓမ္မတာပဲဒီလိုမကျေနပ်သူတွေပေါ်များမှလည်းတိုင်းပြည်နဲ့အမျိုးဟာတိုးတက်မယ်နှုတ်မဝင်တိုးတက်မှာမဟုတ်ဘူးအမျိုးအကြောင်းနဲ့စကားဆက်မိလို့လူမျိုးအကြောင်းဆက်ရေးလိုက်ရအောင် အရင်ကျွန်တော်တို့ကျောင်းသားဘဝတုန်းကထက်အခုရန်ကုန်မှာဂေါရန်ဂျီကလားတွေများလာတယ်လို့ထင်မိသပြုကျွန်တော်တို့ငငယ်တုန်းကဂေါရန်ဂျီကလားတွေကအများအပြားကူလီတွေများတယ်အခုတော့တို့အစ်စင်အတန်တိုးတက်သွားပြီပြို။တိမ်ကြီးစီတတိတန်းဘက်မှာပိုရင်တုန်းကတော့ဗမာမိန်းမတွေကလိန်မော်သီးရောက်နေကြတာမြင်ရတယ်။အခုတော့ဂေါရန်ဂျီကလားတွေကအထက်နေနဲ့လိန်မော်သီးရှောက်ရောက်နေကြတာကိုမြင်ရသပြ။နောက်ပြီးတန်ဆေးစီမှာလည်းအထယ်အလိုက်တွေကိုရောင်းချနေကြတဲ့လူတွေထဲမှာ ဂေါရန်ဂျီတွေကိုမြင်ရသဗျဒါတွေကိုမြင်ရတော့ဂေါရန်ဂျီလီယာအစင်အတန်းမြင်လာပြီးမြန်မာတွေအစင်အတန်းနှိမ်သွားပါကလားလို့စဉ်းစားမိတယ်ဝမ်းနည်းစရာပဲဗျာနောက်ပြီးရုပ်ရှင်တွေကိုရောက်တဲ့အခါတရုတ်တွေကိုအမြောက်အများမြင်ရတယ်အရင်ကျွန်တော်တို့ចောင်းသားဘဝတုန်းကတော့ရုပ်ရှင်ရုံတွေမှာအင်္ဂလိပ်မြန်မာအင်္ဂလိပ်ကပြားတွေကိုသာမြင်ရသဗျတရုတ်လူမျိုးတွေကအခုမှပို့ပြီးရုပ်ရှင်ကြည့်ဖို့ဝါသနာပါလာကြတာလား လွတ်မော်ရင်လဲတရုတ်ဥယင်ရန်ကုန်မှာပို့ပြီးများပြလာလို့လားမပြောတတ်ဘူးအခုကောက်နေတဲ့သကောင်စရင်အစီရင်ခံစားထွက်တော့မှာပဲစုံစမ်းကြည့်ရတော့မှာပဲဗျနောက်ပြီးတစ်ချက်ရှိသေးတယ်ခောက်ဆွဲဆိုင်ပေါ်တဲ့တရုတ်တန်းလို့စမူစာပေါ်တဲ့မကိုလန်းတို့စီရောက်သွားရင်အင်မတန်ညစ်ပေနေတဲ့သကောင်စားခလေးလူကြီးယောက်ျားမိန်းမတွေမြင်ရတဲ့ဗျအရင်တော့ရန်ကုန်မှာသံတောင်းစားတွေဒီလောက်ပေါ်တယ်မထင်ဘူး။တချို့သံတောင်းစားတွေကိုမြင်ရတာ တရိတ်ဆန်နေလောက်မှနေရာမကြတော့ခောက်ဆွဲဆိုင်ရှင်တွေကလမ်းမှာစွန့်လိုက်တဲ့ထမင်းကြံဟင်းကြံခောက်ဆွဲကြံတွေကိုကောက်ပြီးတော့တောင်စားကြတဗျာယွန်းစရာကောက်လိုက်တာမပြောပါနဲ့တော့ဒီသထောင်းစားတွေကိုကြည့်ရတာအသက်နဲ့လူသေးတွေလိုပဲဘဝဆုံးပြီးသားလူသားတွေပေါ့အများအဖြစ်ဘိန်းစားရည်နဲ့တူတာပဲဘိန်းရဲ့တကောကဘယ်ကလောက်ကြီးတယ်ဆိုတာပြနေတဲ့တက်သေးကံပစ္စည်းတွေပဲဗျို့တဲကြောက်စရာကောက် အခုလိုတွင်းဆုံးကြနေတဲ့ဘဝကိုဘလို့နီးနဲ့ရောက်လာတဲ့အကြောင်းစုံစမ်းရင် ကောင်းမှာပဲသူတို့အကြောင်းစုံစမ်းပြီးဝိထုရေးမယ်ဆိုရင်ဝိထုကောင်းဖြစ်ဖို့မခဲရင်ထင်တယ်တချို့ကတော့တရောင်းစားရောင်ဆောင်ပြီးပတ်စံရလန်းဖွင့်နေကြတာနဲ့တူရဲ့တနေ့ကသတင်းစာထဲမှာကလားတရောင်းစားတယောက်ကို ပလိတ်ကဖမ်းမိရှာတော့ငွေ130တောင်ရတယ်လို့ဖတ်လိုက်ရတယ်ရန်ကုန်မှာတရောင်းစားအကြီးဟာတနေ့တခြားကြီးလာပြီးထင်တာပဲဗျာ ရန်ကုန်မြို့တရောင်းစားစုံစမ်းရေးကော်မတီတစ်ခုကိုဖွဲ့ပြီးစုံစမ်းစီဖို့ကောင်းတယ်။ဒီတော့မှသူတို့ရဲ့အခြေအနေကိုအမှန်တိုင်းသိရမယ်။စာလဲတော်တော်ရှည်သွားပြီ။ဒီစာကိုအဆုံးမသက်ခင်အတင်းသားတဲ့၅ရောက်တွင်းပြည့်တဲ့အတွက်အတင်းရန်ကိုစားကျွန်တော်ကပဲကြီးစုတင်လိုက်တဲ့ဘူး။နောက်ကိုလည်းရှာပေးပါဦး။တခြားအတင်းသားတွေကလည်းကိုရင့်လုံးအတင်းသားတဲ့ငါးရောက်လောက်စီရှာပေးမယ်ဆိုရင်ဘယ်ကလောက်ကောင်းလိမ့်မလဲလို့ကျွန်တော်တို့အတင်း၃လလအတွင်းမှာ တိုးတက်မှအမှန်ပဲတော်ပြီဗျာချမ်းသာပါစီဗျာမောင်လူအေးခန္ဓာလောက တွဲ29အမှတ်194မတ်လ1943